။ကပ္ပောက်ချံအခန်း30အခန်းငယ်1ရာခေလသည် ရာကုတ်အားတာမဖွားချောင်းကိုမိမိသိမြင်သောအခါ အမကိုညူဆူသောစိတ်ရှိ၍ငါအာသားကိုပေးပါသို့မဟုတ်ငါတရားတော်အံ့ဟု ရာကုတ်ကိုဆိုလေ၏။ရာကုတ်ကလည်းငါသည်တင့်အားတားဖွားသောအခွင့်ကို ပေးတော်မမူသောဘုရားသခင်ကိုစားတော်ဖြစ်တော်ဟုရာဂီလကိုအမျက်ထွက်၍ပြန်ဆို၏ ရာခေလကလည်းအကျွန်ုပ်၌ကျွမ္မဘိလဟာရှိပါ၏သူထံသို့ဝင်ပါသူသည်အကျွန်ုပ်ဒူးပေါ်မှာတားဖွား၍သူအားဖြင့်အကျွန်ုပ်သည်တိဆောက်ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်ကျွမ္မဘိလဟာကိုယာကုပ်မယားဖြစ်စေခြင်းကအဲ့၍သူထံသို့ယာကုပ်ဝင်လေ၏ဘိလဟာလည်းပရိသေယူ၍ယာကုပ်အားတားကိုဖွားမြင်သည်ရှိသောယာခေလကဖျားသခင်သည်ငါးဘက်၌ တရားစီရင်တော်မူပြီးငါစကားကိုကြား၍တားကိုပေးသနာတော်မူပြီးဟု ဆိုသည်နှင့်အညီထိုတားကိုဒံအမည်ဖြင့်မှဲ့လေ၏တဖန်ယာခေလ၏ဂျုံမပြီးလဟာသည် ပရိသေယူပြန်၍ယာကုတ်အားနှစ်ချိန်မြောက်သောတားကိုဖွားမြင်သည်ရှိသောယာခေလကငါသည်ငါအမှနှင့်ကြက်ကြက်လုံးထွေး၍နိုင်ခဲ့ပြီဟုဆို၍ထိုတားကိုနတလိအမည်ဖြင့်မှဲ့လေ၏ လေအာသည်တားပြက်၍ဘွားပဲနေကြောင်းကိုမိမိသိမြင်သောအခါမိမိကြုံမှစီးလက်ပကိုယူ၍ရာကုန်၏မယားဖြစ်စေခြင်းကအပ်လေ၏လေအာဤကြုံမှစီးပလာသည်လဲရာကုန်အာတားကိုဖွားမြင်သည်ရှိသော လေအာကကောင်းကျိုးလာသည်ဟုဆို၍ထိုတားကိုကတ်အမည်ဖြင့်မှဲ့လေ၏တဖန်လေအာဤကြုံမှသည်ရာကုန်အာနှစ်ချိန်မြောင်သောတားကို ဖွားမြင်သည်ရှိသော လေအာက ငါ၌မင်္ဂလာရှိ၏လူသမီးတို့သည်ငါကိုမင်္ဂလာရှိသောသူဟု၍ခေါ်ကြလိမ့်မည်ဟုဆိုသည်ဖြင့်ထိုသားကိုအာရှာအမည်ဖြင့်မှဲ့လေ၏ထိုနောက်ဂျုံစပောက်ကိုစုသိမ်းသောအချိန်ကာလ၌ယူပင်သည်လေပြင်းတို့ထွက်သွားပြီးလျင်အမှုသေးသည်ကိုတွေ့၍မိမိအမိလေအာထံသို့ဆောင်ခဲ့လေ၏ရာခေလကလည်းတင်ဤသားရခဲ့သောအမှုသေးသည်အချို့ကိုပေးပါလော့ဟု လေအားကိုတောင်းလျင်လေအားကငါလင်ကိုတင်ယူခြင်းသည်အသေးမွားကိစ္စထင်သလားငါသား၏အမှုစေသည်ကိုလည်းယူရှင်သေးသည် တကားဟုဆိုလေတော့ရာခေလကတို့ဖြစ်လျင်တင်သား၏အမှုစေသည်အတွက်လင်သည်ယနေ့ညတွင်တင်နှိမ့်အရမည်ဟုဆို၏ညာဦးအချိန်၌လေပြင်းမှရာကုန်လာသောအခါလေအားသည်ခရီးဥကြုံပြုခြင်းကတွား၍ ်သင်သည်အကျွန်ုပ်ထံသို့ဝင်ရမည်အကျွန်ုပ်ဤသားရခဲ့သောအမှုစေသည်နှင့် သင်ကိုအကျွန်ုပ်ငားသည် မှန်ပါ၏ဟု ဆိုသည်ဖြင့်ထိုနေ့ညတွင် သူနှင့်အိပ်ရလေ၏လေယာစကားကိုဖျားသခင်နားထောင်တော်မူသည်ဖြင့်သူသည်ပရိသေယူ၍ယာကုပ်အားပြင်စမသားကိုဖွားမြင်လေသောငါကြုံမကိုငါလင်အားပေးသောကြောင့်ဖျားသခင်ငါအားအခါကိုပေးတော်မူပြီဟုဆို၍ ထိုသားကိုဤတခါအမည်ဖြင့်အမှဲ့လေ၏တဖန်လေးအားသည်ပရိသေတွေယူပြန်၍ယာကုတ်အားစာထမသားကိုဖွားမြင်လေတော့ဘုရားသခင်သည်ကောင်းသောလက်ဖွဲ့ကိုပေးသနာတော်မူပြီးငါလင်အားတားလျှောက်ရောက်ကိုဖွားမြင်သောကြောင့်ယခုငါနှင့်အမြဲနေလိမ့်မည်ဟုဆို၍ထိုသားကိုဇာဘူးလုံမည်ဖြင့်အမှဲ့လေ၏ထိုနောက်မှတမိကိုဖွား၍ ဒီနအမိဖြစ်မှဲ့လေ၏ထိုအခါဘုရားသခင်သည်ယာကေလကိုအောင်းမိတ်တော်မူ၏သူ၏စကားကိုနားထောင်၍တားဖွာရသောအခွင့်ကို ပေးတော်မူသည်ဖြင့်သူသည်ပဋိတရေယူ၍တားကိုဖွာမြင်လျင်ငါခံရသောကဲ့ရဲ့ရှင်အကြောင်းကိုဘုရားသခင်သည်ပယ်တော်မူပြီဟု၍၎င်းဘုရားသခင်သည်အခြားသောတားကိုထက်၍ပေးတော်မူပါစေသောဟုဆိုလျက်ထိုတားကို ယောသတ်အမည်ဖြင့်မှဲ့လေ၏အခန်းငယ်25အခန်းငယ်25သည်ယာကုပ်၏တိရိစ္ဆာန်များတိုးပွားခြင်းအကြောင်းဖြစ်သည်ယာခေလသည်ယောသတ်ကိုဖွားမြင်ပြီးနောက်ယာကုပ်ကအကျွန်ုပ်သည် ကိုနေရင်ပြည်သူသွားမည်အကြောင်းအကျွန်ုပ်ကိုလွတ်ပါလော့အကျွန်ုပ်သည် အစေခံ၍ရသောမယားနှင့်သားတို့ကိုစောင့်ယူ၍သွားရသောအခွင့်ကိုပေးပါလော့အကျွန်ုပ်အစေခံသည့်အကြောင်းကိုအဘာတိပါတိဟု လာဘန်အားဆိုလျင် လာဘန်ကတင်ဤစိတ်နှင့်တွေ့ပါစီထာဝရဘုရားသည်တင်ဤအကြောင်းကြောင့်ငါအားကောင်းချီးပေးတော်မူသည်ကိုငါရိပ်မိပြီငါပေးရမည့်အခါကိုပြောပါငါပေးမည်ဟုဆိုလေတော့အကျွန်ုပ်သည်အဘ၌အဘယ်သို့အစီခံသည်ကို၎င်းအဘ၌တိရစ္ဆာန်တို့သည်အကျွန်ုပ်၌အဘယ်သို့ရှိနေသည်ကို၎င်းအဘအတိပါ၏အထက်ကအဘဥစ္စာနဲလာ၏ယခုတိုးပွား၍များပြားလျက်ရှိ၏ ကျွန်ုပ်သွားလာလောက်ကင်တော်အဖြစ်ထာဝရဘုရားသည်အဘအားကောင်းကြီးပေးတော်မူပြီယခုမှအကျွန်ုပ်သည် ကိုယ်အိမ်သူအိမ်သားတို့ကိုအဘယ်တော်အခါကျွန်ုပ်ပြုစုရပန်အံ့နေဟုဆိုလေ၏လာဘန်ကလည်းအဘယ်အခါကိုပေးရမည်နည်းဟုမေးပြန်လျင်ယာကုတ်ကဘာကူမှမပေးပါနှင့်အကျွန်ုပ်၌ကျေးဇူးတစ်ခုပြုလိုလျင်အဘဤတိုးစုစိတ်စုကိုတဖန်ကျိုးမွေးဆောင်ဆိုင်ပါဦးမည် ယနေ့တိုးစုစိတ်စုတစ်လျှောက်လုံးကိုကျွန်ုပ်သွား၍တောက်ကြသောစိတ်များညိုသောတိုးများရှိသည်များတို့ကို ရွေးနှုတ်ခွဲထားပါမည်။နောက်မှတောက်ကြသောစိတ်ညိုသောတိုးတို့သည် အကျွန်ုပ်၏အခဖြစ်စေလော့။တိုးဖြစ်လျင် နောင်ကာလ၌အကျွန်ုပ်၏အခသည်အဘရှိသို့ရောက်သောအခါကျွန်ုပ်၏ဖြောင့်မရှင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်။မပြောက်မကြသောစိတ်မညိုသောတိုးရှိသည်များတို့ကို အကျွန်ုပ်ခိုးသောအကောင်ဟူ၍မှတ်ပါစီလောဟု ဆိုလေ၏။လာဗန်ကလည်းတင်ပြောသည့်အတိုင်းဖြစ်စီလောဟုဝန်ခံ၍ထိုနေ့၌ပင်ကြောက်ကြသောစိတ်ထီးကြောက်ကြသောစိတ်မှ အဖြူပါသောစိတ်ရှိသည်များတို့နှင့် အစင်းညိုသောတိုးရှိသည်များတို့ကိုရွေး၍မိမိသားတို့လက်သို့အပ်ပေးလေ၏။ကိုနေရအရက်နှင့်ရာကုန်နေရအရက်ကိုတုံးရက်ခကြီးကွာစီခြင်းကစီရင်သေး၏။ရာကုန်သည် ကျွင်းသောလာဗန်ဤသူစိတ်များကိုထိန်းလျက်နေရ၏ယခုအခါယာကုပ်သည် စိမ့်သောလိဗနာပင်လူဇပင် အာရမုံပင်တို့ဤအခက်တံဖျားများကိုယူ၍အဖြူအစိမ့်အတန်တန်ပေါ်အောင် အခွန်ကိုလှီးခွာပြီးလျင်ရေတောက်လာသောသူစိတ်အထီးအမှချက်တင်စေမိအကြံရှိ၍ရေတောက်လာသောအခါအခွန်ခွာပြီးသောတဖျားများတို့ကို ရေတောက်ခြင်း တောက်ခွက်တို့၌တိုးစိတ်တို့ရှိမှစိုက်ထားလေ၏တိုးစိတ်တို့သည်တပြားများရှိမှရှက်တင်၍အပြောက်ကြားစသည်တို့ကိုဖွာကြ၏ရာကုန်သည်တိုးစိတ်ငယ်တို့ကိုလည်းခွဲထား၍လာပန်ဤတိုးစုစိတ်စုတွင် အစင်းပြောက်ကြားသောအကောင် အစင်းညိုသောအကောင်ရှိသည်များသောရှိမှတိုးစိတ်များကိုမျက်နှာပြုစေ၏မိမိတိရစ္ဆာန်များနှင့် လာပိုင်းတိရစ္ဆာန်များကိုလည်းမယောနှောစီပဲတစုစီခွဲထားလေ။အာကြီးသောအကောင်တို့သည်ရှက်တင်သောအခါတပြားတို့ရှိတွင်ရှက်တင်စေခြင်းကယာကုတ်သည်တပြားများကို ရေခြင်း၌သူတို့မျက်မှောက်တွင် ထားတတ်၏။အာနေသောအကောင်တို့ရှိမှတပြားများကို မပြမထား။ထို့ကြောင့်အာနေသောအကောင်တို့သည် လာပန်ဤဥစ္စာဖြစ်လေ၏။အာကြီးသောအကောင်တို့မူကားယာကုတ်ဤဥစ္စာဖြစ်လေ၏။ ဖို့တို့ရာကုန်း၌စည်းစိမ်တိုးပွား၍တိုးစိတ်ကျွံရောက်ကြကျွံမိမ့်မှကလအုပ်မြီးအများရှိကြ၏ကပောက်ချံအခိုင်း30ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစီအာမင်